ားလုံးပဲမင်္ဂလာပါရှင်။9မိနစ်မြန်မာစာချန်နယ်ကနေထပ်မံကြိုဆိုလိုက်ပါရစေ။မြန်မာစာပေမြန်မာစကားမြန်မာယဉ်ကျေးမှုစားတဲ့မြန်မာမှုထွေးထွေးကိုလေ့လာကြည့်ရင်တော့ Subscribe လုပ်ပြီး Notification လေးကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။ မြန်မာရင်းနေစင်းနဲ့မြားပြောဆိုရတာတော့ဆွေးနေတဲ့မြန်မာဘာသာတွေကစကလုံးဝါးရာတွေကိုလေးလာကြည့်တဲ့အခါပြောပြောစဉ်ယိုနဲ့ပဲရှိတဲ့တုံနှုံတွေပြင်ပြောလို့ရှိလို့တဲ့နေဒီဘက်ကိုပုံမထင်ရှားပေါ်လင်းစေဖို့ပြင်စားပြီးသုံးဆွေးတဲ့တုံနှုံတွေပါတွေ့နိုင်ပါတယ်။စကားတစ်ခုကိုပြောရုံနဲ့မှန်နဲ့မပြောဘဲအနမတ်မဟုတ်တဲ့အခြားနဲ့မှပြောတာဟာတင်စားတာဖြစ်ပါတယ်။ ပါဠိစကားဥပစာရကနေစံတလာတာကြောင့်ဥပစာဥပစာစကားဥပစာသုံးလို့ဆိုကြပြီးခီဆောင်မြမာပိတံကတော့တင်စားသောစကားလို့အနက်ဖွင့်ပါတယ်။ဆရာကြီးမောင်ခင်မင်းတနင်္ပြူကတော့ပထမအကြောင်းအရာတစ်ခုအတွက်အသုံးပြုသောစကားလုံးကိုထိုအကြောင်းအရာနှင့်တူညီမှုဆက်ဆံမှုရှိသောဒုတိယအကြောင်းအရာအတွက်ပြောင်းလဲအသုံးပြုတင်စားခြင်းဖြစ်သည်လို့ဆိုထားပါတယ်ရှင်။ဥပစာသုံးဥပစာစကားလုံးတွေမှာလူကိုခြေပြူတဲ့ဥပစာတွေလူအုံဆောင်တွေကိုခြေပြူတဲ့ဥပစာတွေတရိစံတွေကိုခြေပြူတဲ့ဥပစာတွေအပြုမှုခြေနေတွေကိုခြေပြူတဲ့ဥပစာတွေလုံ ငန်းကိုင်ငံတည်တည်ကိုခြေပြုတဲ့ဥပစာတွေစသဖြင့်တင်စားချက်မျိုးမျိုးကိုတွေ့နိုင်တာကြောင့်ဥပစာသုံးဥပစာစကလုံးတွေဟာနေပေတည်တည်ကနေဆင်းသက်လာပြီးမိရမတွင်နိုင်လောက်အောင်ကျေဝန်များပြနေတာကိုတင်ပြမှာပါရှင်ဥပစာတင်စားပြောဆိုတာဟာမြန်မာဘာသာရဲ့ယဉ်ကျေးမှုလေးထားတစ်ရပ်ဖြစ်တာကြောင့်ဥပစာစကားတွေကိုတည်ကျွမ်းနာလေးထားတာဟာဘာသာစကားလေးလာတကျွမ်းမှုအတွက်အထောက်အကူကြီးကြီးမားမားပြုနိုင်တာကြောင့်ဒီကနေ့ကမင်းမြန်မာစာ channel ကနေစကားဥပစာစာဥပစာဆိုတဲ့ဗီဒီယိုလေးကိုဖန်တီးတင်ဆက်ပေးလိုက်ပြီးမို့ကျွန်မနဲ့တူဆုံဒီနာဆင်ချီရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင် ကျမတို့မြန်မာလူမျိုးဝင်ချင်းမှာမြန်မာရင်းနှီးစဉ်ပြောဆိုသုံးလုံးနေတဲ့စကားတွေနဲ့ပါလာတတ်တဲ့ဥပစာစကားတွေမှာဒိဋ္ဌန်လေးတွေရဲ့မူကျင်းတဲ့ပုံမှန်တရံကိုအကြောင်းပြုပြီးတင်စားသုံးဆွဲကြတဲ့သုံးလုံးတွေရှိတာကိုတွင်မြင်နိုင်ပါတယ်။နမူနာပြောရရင်အငိမ့်မနေပဲဆော်လွန်တဲ့ကလေးကိုမြောက်ကလေးလိုတင်စားတာ၊သိထုံသိအားတဲ့လူတွေကိုနွားလိုခေါ်ပြီးနွားကြတဲ့လူပြောတာ၊သူများပြောသမျှအမြဲတမ်းကောင်းတဲ့ညီညီလိုတတ်တဲ့သူကိုပုတ်တင်ညိုလိုပြောတာ၊ကိုချိုးအတွက်ပဲကြည်တတ်ပြီးကိုဘက်ကိုရတတ်တဲ့သူတွေကိုလိမ့်လိုခေါ်တာ၊သင်သမျှစာကိုလွတ်ချက်ပြီးသင်သမျှစာကိုပဲလွတ်ပြန်ချရတတ်တဲ့သူတွေ ကိုချက်တူရီလို့ပြောတာခံထားရလို့နာကြီးချင်းရှိနေတဲ့သူကိုဒဏ်ရာရထားတဲ့ကြားကိုခေါ်တဲ့စကားကြားနာလို့ခေါ်ဝေါ်တာမျိုးတွေဟာတိရစ္ဆာန်တွေရဲ့မူကျင်းတဲ့ပုံမှန်သဏ္ဍာန်တွေကိုအကြောင်းပြုပြီးတင်စားသုံးဆွဲကြတဲ့ဥပစာသုံးဥပစာစကလုံးတွေပဲဖြစ်ပါရဲ့ရှင်မြန်မာဘာသာမှာမြန်မာလိုသုံးဆွဲတဲ့ရာဝတ္ထုပစ္စည်းတွေကိုဒီကြားနာမည်သစ်မဲခေါ်တာမျိုးမဟုတ်ပဲတရိတ်ဆန်တွေရဲ့ကုခန္ဓာစိတ်ပိုင်းနာမည်တွေနဲ့မဲခေါ်ထားတဲ့စကလုံးသုံးလုံးတွေလည်းမြောက်များရှိနေပါတယ်။ နမူနာပြရရင်ခြေလေးချောင်းတက်အမိမပါတဲ့ထိုင်ကုန်းကိုခွေးကြည့်တကားချက်တစ်တာဖုံးစာရာတွေမှာတော့ခတ်ဖို့တက်ထားတဲ့ဖြစ်စီကိုမြောက်လက်စိတ်ချိုတဲ့အဆုံကောင်းတစ်ခုပါတဲ့တန်တူကိုစိတ်ချိုတသားကိုတိုက်စားရတဲ့တစင်ချမ်းတစ်မျိုးကိုကြားရှာတသားတတူစာရာတွေနဲ့လှည့်ရဲဆိုင်သွင်းရတဲ့ထိပ်ပူပါတတူချောင်းကိုဝတ်ဦးစာသဖြင့်မိခေါ်တာတွေဖြင့် စင်ချောင်ယောဂစင်နေရွက်တကလေးစင်နှမောင်းတို့လိုစကလုံးတွေဟာလေပုံတံချင်းတူညီတာကြောင့်မဲခေါ်ထားတဲ့နာမည်တွေဖြစ်ပြီးဥပစာအသုံးဆိုပေမဲ့တကယ်ခေါ်နေတဲ့နာမည်တွေဖြစ်နေပြီမို့ဥပစာအာနိသင်ကုန်နေပြီလို့ဆိုရမှာပါရှင်ဒီမှာတို့ရဲ့နေစဉ်သုံးစကားတွေတဲ့လူမှုရာကိုထင်ရှားပေါ်လင်းစေဖို့တင်စားသုံးဆွဲနေတဲ့တရိစံတွေရဲ့မူရာပြစကလုံးသုံးလုံးတွေကိုလည်းတွေ့နိုင်ပါတယ်။ အထိတ်ထိတ်လန့်လန့်ဖြစ်တဲ့မူယာကိုဖော်ပြလိုတဲ့အခါကြည်လန်စာစားဖြစ်နေတဲ့သူကြည်ကန်တောင်ပေါက်ဖြစ်နေတယ်လို့ပြောတာမျိုးတိတိကလေးကြိတ်ပြီးကြံစည်နေတာကိုပြောချင်တဲ့အခါဆင်ကြံကြံနေတယ်လို့ပြောတာမျိုးပြိုလျော်ဝဲဝဲမူယာကိုအကြောင်းလက်သက်ဝဲလို့ပြောတာမျိုးအမြောက်အများဖြစ်နေတာကိုဘလူပြန်လို့ပြောတာမျိုးစိတ်တော်ကရောက်ပြီးစောက်တရားမရဖြစ်နေတာကိုငရံပြလို့လို့ပြောတာမျိုးစာရရီဟာဥပစာအနိသင်ထင်ရှားရှိနေစေဥပစာတော့ဥပစာစကလုံးတွေဖြစ်ပါရဲ့ရှင် မြန်မာလူနေစဉ်ပြောဆိုသုံးလုံးနေတဲ့စကားတွေမှာလူခန္ဓာကိုယ်စိတ်ပိုင်းတွေရဲ့နာမည်တွေကိုပုံသဏ္ဍာန်ချင်းတူတဲ့အခြားအရာတွေမှာပြောင်းရွှေ့သုံးဆွဲနေတဲ့ဥပစာသုံးတွေကိုအများပြားတွေ့မြင်နိုင်ပါတယ်။မြင်မျက်နှာ၊စီမျက်နှာ၊စာမျက်နှာစတဲ့စကားလုံးတွေဟာလူခန္ဓာကိုယ်မှာရှိတဲ့မျက်နှာကိုခြေပြုပြီးပေါ်ပေါက်လာတာပါ။ဒါကိုစီကိုမျက်စိပြအောင်ကြိုးရတဲ့ဆိုတဲ့ပြောစကားမှာလူမျက်စိပါလာတယ်လို့ ။ဦးနှခမ်း၊ပလဲနှခမ်းတွေမှာလူနှခမ်း၊စပွဲခြေောက်၊ကလထိုင်းခြေောက်မှာလူခြေောက်ဆိုရက်လူခန္ဓာကိုယ်စိတ်ပိုင်းတွေပါဝင်နေသလိုချင်းဝင်းရှာရှိပိုက်ကောင်းနိုင်လက်တန်လံပခုံကန္နဘူးစားတဲ့စကလုံးတွေမှာလည်းလူကိုခန္ဓာစိတ်ပိုင်းနာမည်တွေကိုအရာတွေနဲ့တူတဲ့တစားရာတွေမှာတင်စားသုံးဆွဲထားတာပါ။ဒါပေမဲ့အသုံးတွင်ကျလွန်နေပြီဖြစ်တာကြောင့်ဥပစာအနည်းသင့်မရှိတော့ဘူးလို့ပညာရှင်တွေကဆိုနေကြပါရဲ့ရှင်။ ှိမှဆိုခဲ့တဲ့အတိုင်းလူကိုခန္ဓာစိတ်ပိုင်းနံပါတ်တွေကိုပုံသဏ္ဍာန်တူတခြားအရာတွေပေါ်တင်စားသုံးဆွဲထားတဲ့ဥပစာစကလုံးတွေရှိတယ်လို့ပဲတခြားအရာဝတ္ထုနံပါတ်တွေကိုလည်းလူကိုခန္ဓာစိတ်ပိုင်းနံပါတ်တွေဖြင့်တင်စားသုံးဆွဲထားတဲ့ဥပစာစကလုံးတချို့ကိုလည်းတွေ့မြင်နိုင်ပါတယ်နမူနာပြရရင်တစ်ပင်ပန်းပင်လို့လူကိုခန္ဓာမှာရှင်သန်ပေါက်ွားတဲ့စိတ်ပိုင်းကိုသပင် ်တပင်ကဒေရွယ်နဲ့တူတဲ့လူကုခနာစိတ်ပိုင်းကိုနေရွယ်အသီးနဲ့တူရာကိုလက်သီးအစီနဲ့တူရာကိုလဲစီအချောင်းတန်နဲ့တူရာကိုခြေချောင်းလက်ချောင်းတရရွယ်နဲ့တူတဲ့ကိုရင်းအင်္ကာကိုတရရွယ်အစားသဖြင့်တင်စားခေါ်ဝေါ်တာတွေပါဒါပြင်စိတ်ရှိတဲ့စိတ်တူတဲ့ညံထက်တဲ့ညံတုံးတဲ့စားတဲ့စကားတွေဟာလေအကောင့်ထဲနဲ့သုံးတဲ့စကားတွေကိုအကောင့်ထဲမရှိတဲ့သဘောအတွက်တင်စားသုံးဆွဲထားတဲ့စကားတွေပါပဲ။ဆိုခဲ့တဲ့စကားတွေဟာလေအသုံးတွင်ချက်လွန်နေပြီးတကယ်ခေါ်နေတဲ့နာမည်တွေဖြစ်နေပြီးမို့ဥပစာအနည်းတင်ကုန်သွားတဲ့စကားလုံးတွေဖြစ်နေပါပြီရှင်။ မြန်မာလူမှုနယ်ပယ်မှာတင်စားသုံးစွဲလေးရှိတဲ့ဥပစာစကားတွေနဲ့လူကိုကနာစွမ်းရည်ရုံတူပီးဒေတာတွေကိုအခြေပြုတင်စားသုံးစွဲတဲ့စကားလုံးတွေလည်းများပြားတွေ့မြင်နိုင်ပါတယ်။နမူနာပြောရရင်တွေးခေါ်ကောင်းတာကိုကောင်းကောင်းနဲ့စိတ်ရှုပ်ထွေးနေတာကိုကောင်းနောက်တဲ့အလောက်ကိုင်းသွက်လက်တာကိုခြေသွက်တဲ့လက်သွက်တဲ့ဂုံကြီးတာကိုမျက်နှာကြည့်တဲ့ပေါင်းပြဆက်ဆံရေးထိခိုက်တာကိုမျက်နှာပြတဲ့အလျှော်ပေးလိုက်ရတာကိုလက်လျှော်တဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးရတာကိုလက်လွတ်တဲ့စသဖြင့်တင်စားသုံးစွဲထားတာတွေဟာဥပစာသုံးတွေပဲဖြစ်ပါရဲ့ရှင်။ ပြင်စားရတဲ့တုံးတွေဖြစ်ပေမဲ့နေစဉ်သုံးစကားနဲ့ပေတယ်မှာဥပစာစကားလိုမထင်ရအောင်အသာကြားနေထိုင်နေတဲ့စကားလုံးတွေလည်းရှိနေပါတယ်မြန်မာစကားမှာမတင်မကြဖြစ်နေတာမျိုးကိုချီတုံးချတုံးအလိုက်တင်ရောချလိုက်တာကိုချောလဲရောထိုင်မရှောင်တာမတင်တာဖြစ်တာမျိုးပိုင်ပိုင်နိုင်နိုင်ရှိတာမျိုးကိုချီပြီးတုပ်ပြီး နောက်မှမှန်ပြူလာတာကိုရှ िख ိုးဦးတင်မျောလင့်ချက်လုံးလုံးကင်းမဲ့သွားတာကိုပလလန်သတ္တရာရတာမျိုးကိုအသက်ရှူချောင်းစသဖြင့်ပြောဆိုသုံးဆွဲကြတာတွေဟာလူကိုခန္ဓာစိတ်ပိုင်းတွေမပါပေမဲ့ပြူမှုချင်းတွေကိုအခြေပြုပြီးတင်စားသုံးဆွဲနေတဲ့ဥပစာသုံးဥပစာစကလုံးတွေပဲဖြစ်ပါရဲ့ရှင်။ ဆင်းအတန်းအနံ့ရတာနဲ့ထိတွေ့ဆိုတဲ့အယုံကပါခန်းဆောင်မှုတွေနဲ့ပတ်သက်ပြီးဒီအယောင်ကပူတယ်သူအတန်းကချူတယ်ဒါဟာခါသေးတဲ့အတွေ့အကြုံပဲအင်းလေးကတည်မွေတယ်ဒေါ်သာကြည့်လိုက်တာစိတ်ပင်ပန်းနေစိတ်ပူနေတယ်စိတ်ကောက်သွားတယ်စသဖြင့်တင်စားသုံးဆွဲတာတွေကိုလည်းနေစသုံးစကားတွေရဲ့ကြာနေမြင်နေစေမဟုတ်ပါလားရှင် မြန်မာပြည်ရဲ့တမွေဝမ်းကြောင်းတို့လိုလုပ်ငန်းဆောင်တာမျိုးမျိုးမှရှိတဲ့စကားတွေကိုအဲဒီလုပ်ငန်းတွေနဲ့မဆိုင်တဲ့တခြားကိစ္စတွေမှာပြောင်းရွှေ့တင်စားပြီးကြေကြေပြန့်ပြန့်သုံးစွဲနေတာတွေကိုလည်းခုလိုတွေ့နိုင်ပါတယ်။အလွယ်တကူပြီးမြောက်မဲ့အလိုမျိုးကိုပြောတဲ့အခါမှာတုံးနေစူလွယ်နဲ့လွယ်ဟာထမင်းချက်တဲ့လူကိုခြေပြူပြီးတခြားကိစ္စမှာပြောင်းရွှေ့သုံးစွဲတဲ့ဥပစာစကားပဲဖြစ်ပါတယ်။ လူမှုဖူလုံရေးဆိုတဲ့စကားမှာပါတဲ့ဖူလုံဟာလုံလောက်တဲ့ဆိုတဲ့နည်းနဲ့သုံးဆိုတဲ့စကားဖြစ်ပေမဲ့တကယ်ကသုံးပုံဖဲလို့ခေါ်တဲ့ရှိခေဖဲကစားနီကလာတဲ့စကားပါအကျေဒီချင်းရင်တော့ဆရာကြီးမောင်ခင်မင်းရေးသားခဲ့တဲ့မြမစားစကားဝိုင်းနဲ့စာအုပ်မှလေ့လာနိုင်ပါရဲ့ရှင်။ဒါပြင်ဆိုင်မစင်းပုံမစင်းလို့ဇတိုင်ဇမျောဇသိန်းလို့ဇတပင်နဲ့သက်ဆိုင်တဲ့အုံတွေရုပ်သေးဆိုးရစင်ပြိုင်ထောင်းအယုတ်ကျပြတ်တို့လို့ရုပ်သေးနဲ့သက်ဆိုင်တဲ့အုံတွေ စီလောပါလောစီဝါကြိုက်တို့လိုဂီတာနဲ့သက်ဆိုင်တဲ့အသုံးတွေဂျိုကြဂျိုကောင်ဂျိုမွေတို့လိုပေတဲ့နဲ့သက်ဆိုင်တဲ့အသုံးတွေစကားပလင်လိုပေစာနဲ့သက်ဆိုင်တဲ့အသုံးတွေတာစုတာထွက်ကောင်ပန်းနာရောက်တို့လိုပြေပွဲပြိုင်ပွဲနဲ့သက်ဆိုင်တဲ့အသုံးတွေတက်ညီလက်ညီတက်တုံရိုက်တို့လိုလှေပွဲနဲ့ဆိုင်တဲ့အသုံးတွေသာသဖြင့်အလွယ်တကူသုံးဆွဲနေကြတာကြောင့်ဥပစာသုံးဥပစာစကလုံးတွေရဲ့နေပေဟာနေစင်းနေများခြေပြန်တဲ့ခြေပြန်လာတာကိုတွေ့မြင်နိုင်ပါတယ်ရှင်။ ဥပစာသုံးဥပစာစကလုံးလေးကြောင်းပြောကြတဲ့အခါမြန်မာယူရလုပ်ငန်းဆောင်တာတွေဖြစ်တဲ့လေယာဉ်ဆိုင်ပြိုးရီတို့လိုရကန်လုပ်ငန်းတို့လိုကနေလာတဲ့သုံးနှုန်းတွေလည်းပါဝင်နေတာကိုခုလိုတွေ့မြင်နိုင်ပါရှင်မိဘတွေကသားသမီးတွေဖြစ်တော့အောင်မြင်အောင်ပံ့ပိုးလုပ်ကိုင်ပြီးတဲ့နေရာမှာသုံးတဲ့ပြိုးထောင် တစုံတရာတစုံတရာကိုကြီးပွားတုတဲ့အောင်ပြုစုဆောင်ရွက်ပြီးတဲ့နေရာမှာတုံနေမိတောင်းမြောက်လေလေပတ်ပတ်နဲ့နှမ်းဆက်တဲ့သူကိုရှစ်ဆက်ကလည်းတဲ့သူစားတဲ့တုံတွေဟာလေယာဆိုင်ပြည်လုံငန်းကလာတဲ့တင်စားတုံဥပစာစကလုံးတွေပဲဖြစ်ပါတယ်။နောက်ပြီးစကားပြောတဲ့အခါကွဲကွဲပြားပြားနားလဲအောင်ပြောနိုင်တာမျိုးနားလဲသွားတာမျိုးကိုလိမ့်ပတ်လဲလို့တုံတာအင်ဒိုရီရှိရှိနဲ့ပြပြပြားပြားဒေဒေဝဝနေတတ်ထိုင်တတ်တဲ့မြန်မာမိန်းကလေးတွေကိုချီချူးကုန်တင်တဲ့အခါပိုင်ကောင်းကြပြီလို့တုံတာစားရာတွေဟာမြန်မာယူရရကန်လုံငန်းကနေပေါပေါတုံဆွဲနေတဲ့ဥပစာတုံဥပစာစကလုံးတွေပဲဖြစ်ပါရှင်။ မြန်မာလူနေစဉ်ပြောဆိုသုံးဆွေးနေတဲ့မြန်မာဘာသာတွေကဥပစာစကားတွေမှာလူပုဂ္ဂိုလ်ရဲ့ကိုယ်ပိုင်နာမည်တွေကိုလည်းသူတို့ရဲ့ထင်ရှားတဲ့ဂုဏ်တစ်ခုခုကြောင့်တင်စားသုံးဆွေးတာမျိုးတွေကိုအများအပြားတွေ့နိုင်ပါသေးတယ်။ဇာတကဝတ္ထုတွေထဲကထင်ရှားတဲ့ကိုယ်ပိုင်နာမည်တွေကိုပြရရင်အလှူဒန်းရဲ့ရောတဲ့ဂုဏ်ကိုဆွဲပြုပြီးအလှူပေးရဲ့ရောတဲ့သူကိုတင်စားသုံးဆွဲတဲ့ခေတ္တဝေတန္တရာစကားလုံးလုံးမပြောတဲ့သူစကားပြောနေလွန်တဲ့သူကိုတင်ပြီးအစာလောဘကြီးတဲ့သူအစာကျူတဲ့သူကိုစုစကား ကောင်းကောင်းမွန်မွန်လုပ်တဲ့လူကိုဖြက်လို့ပြည့်စည်လုပ်တတ်တဲ့သူတွေကိုဒီဝတ္တအမှန်နဲ့ကိုမိဘကိုပြန်တတ်တဲ့သူတွေကိုအစားတသက်လက်တဲ့အဲအကြီးလုံးတဲ့သူတွေကိုကာလနဲ့ကစာရာရီဟာတွင်တွင်ကျဲကျဲတင်စားသုံးဆွဲနေတဲ့စကားတွေဖြစ်တယ်လို့ကုရဲဆိုတဲ့တန်တူချောင်းဝဲစကလုံးကိုယူပြီးဗာမြင်မြင်အကုန်ကူးရတဲ့ចောင်းသားတွေကိုစနေကမျိုးတင်မောင်းနေမျိုးလို့တင်စားခေါ်ဝါတာတွေကိုလည်းတွေ့နိုင်ပါတယ်။သမိုင်းပုံရင်တွေကထင်ရှားတဲ့ကိုပိုင်နာမည်တွေကိုပြရရင်တော့အကြံပေးတော်တဲ့သူမျိုးကိုအခပေးဥပုံညာ ူတာဝတ်တတဲ့သူမျိုးကိုငတ်တက်ပြလူတကာနဲ့ရံပတ်ဖြစ်သိပြီးရံလို့တတ်တဲ့သူမျိုးကိုငပွားကြီးစကားကိုကကတတတ်ပြောတတ်တဲ့သူမျိုးတွေကိုချီပါတာပခန်းသားစကတောင်းစာလွယ်လွယ်ပြောရလို့ရပြီးရမယ့်ဟာကိုမခက်ခဲအောင်လုပ်တတ်တဲ့သူမျိုးတွေကိုဘန်ဒူလာရဲ့ငယ်နမဲမောင်ရဲ့အစာသဖြင့်တင်စားသုံးဆွဲကြတာရရှိပြီးဒီကနေ့ခေတ်အသုံးတွေနေတဲ့ဘန်ဒူတွေတို့ခင်မုံမိုးအေတို့ဟာလည်းခေတ်တူပစာတွေလို့ဆိုရမှာပါ ရှိမှတင်ပြခဲ့သမျှဥပစာတို့ဥပစာစကလုံးတွေဟာပထမအကြောင်းအရာရဲ့နာမည်ကိုအရင်အကြောင်းအရာနဲ့တခုခုတူတယ်ဒုတိယအကြောင်းအရာအတွက်ပြောင်းသုံးတယ်ဥပစာသုံးတွေကြီးဖြစ်တာမို့ဒူရာကိုအခြေခံတဲ့ဥပစာသုံးတွေဖြစ်မှတ်သားထားရမှာဖြစ်ပါတယ်ရှင် မြန်မာလိုနေစဉ်လူမှုပေါ်ရတဲ့နေစဉ်သုံးဆွေးနွေးတဲ့မြန်မာဘာသာမှာတွေ့ရတဲ့ဥပစာစကားတွေကိုလေ့လာတဲ့အခါရှင်မတင်မြခဲ့သလိုပထမအကြောင်းအရာနဲ့ဒုတိယအကြောင်းအရာတစ်ခုခုတွေ့ရကြောင်းမဟုတ်ပဲဆက်စပ်မှုတစ်ခုခုရှိနေကြကြောင်းတင်စားသုံးဆွေးနွေးတဲ့ဥပစာစကားတွေကိုပါတွေ့မြင်နိုင်ပါတယ်ဒီကလေးမှာကအတော်ရှာသွက်တယ်လို့ချီးမွမ်းတာဟာအတော်စကားသွက်တယ်လို့ပြောတာဖြစ်ပြီးကြောင်းကျဆက်ဆက်တဲ့ဥပစာသုံးလို့ဆိုရမှာပါအကြောင်းကတော့ရှာကြောင်းသားစကားဖြစ်ရတာမို့ရှာကအကြောင်းစကားကအကျိုးဖြစ်ပြီးကြောင်းကျဆက်ဆက်မှုနဲ့တင်စားသုံးဆွေးထားလို့ပါအဲဒီလိုပဲနှုတ်ချူရဲဟာစကားချူရဲအချောင်းလေးဟာစကားများတဲ့ရှာရှိတဲ့ဟာ ကားရှိတယ်လို့ဆိုလိုတာဖြစ်ပြီးနှုတ်အားရှားရီကိုစကားဖြစ်တင်စားထားတာကြောင့်အကြောင်းကိုပြောပေးမယ်အကျိုးကိုဆိုလိုတာဖြစ်ကြောင်းနားလည်ရမှာဖြစ်ပါတယ်။ဒါအပြင်တနတ်နဲ့ဖြစ်တဲ့လေးနဲ့ဖြစ်တဲ့အုံနောက်ကောင်တက်ရမယ်စိတ်ကောင်ကိုနာနာကြိုက်ကြစားတဲ့သုံးတွေဟာအကြောင်းကိုပြောပေးမယ်အကျိုးကိုဆိုလိုတဲ့ဥပစာသုံးတွေပဲဖြစ်ပါတယ်။ ြန်လည်အနေနဲ့နေစဉ်သုံးစကားတွေမှာပါတဲ့ထမင်းချက်တွေဟာဆန်ကိုချက်တာဖြစ်တာကြောင့်အကျိုးကိုပြောပေးမယ်အကြောင်းကိုဆိုလိုတဲ့ဥပစာသုံးလို့ဆိုရမှာပါအဲဒီလိုပဲချော်ရလာတဲ့မိကလေးတွေကိုကွန်တောင်ကိုင်းဘန်ကိုင်းလို့သုံးနှုန်းတာဟာလည်းအကျိုးတရားဖြစ်တဲ့ကွန်တောင်တွေဘန်တွေကိုင်းရတာကိုပြောနေပေးမယ်အကြောင်းတရားဖြစ်တဲ့ချော်ရလာတာတွေကိုပြောတာမို့အကျိုးကိုပြောပေးမယ်အကြောင်းကိုဆိုလိုတဲ့ဥပစာသုံးတွေလို့မှတ်သားအမှာဖြစ်ပါရဲ့ရှင် ဆက်ဆံမှုတစ်ခုခုရှိတာကြောင့်တင်စားသုံးဆွဲတဲ့ဥပစာသုံးဥပစာစကလုံးတွေထဲမှာတည်ရှိနေတဲ့နေရာနဲ့တည်ရှိသူဒါမှမဟုတ်တည်ရှိတဲ့ရာဝတ္ထုတွေကိုအပြန်အလှန်ဆက်ဆက်သုံးဆွဲနေတဲ့ဥပစာစကားတွေကိုလည်းတွေ့နိုင်ပါတယ်။နမူနာပြောရရင်အစည်းအဝေးကိုမြမလင်းကလာတဲ့ဂျီမုံကခွင့်တိုင်လေလို့ဆိုတဲ့အခါတမဲတဲ့တင်စားတိုက်တွေကအစည်းအဝေးလာတတ်တာမလာနိုင်လို့ခွင့်တိုင်တာမျိုးမဟုတ်ပဲအဲဒီတိုက်တွေမှာလုံနေတဲ့ကိုယ်စားလှယ်ဖြစ်တဲ့လူတွေကပဲလုံနိုင်တာမျိုးတွေပါ။ဒါကြောင့်ဒီနေရာကိုပြောပေးမယ်တရှိသူကိုဆိုလိုတဲ့ဥပစာသုံးတွေလို့ဆိုနိုင်ပါတယ်အဲ့ဒီလိုပဲဘလုံးပွဲမှာရန်ကုန်တိုင်းကနိုင်သွားတယ်ဒီခန်းကတိတ်ဆူတာပဲလို့ဆို တာတွေဟာလည်းဒီနေရာကိုပြောတရှိသူကိုကောက်ရတဲ့ဥပစာစကားတွေဖြစ်တယ်လို့ဝစ်တော်မလေးရှားဇင်းမဲနဲ့ဘန်ကောက်ပဲဝစ်တယ်လို့ဆိုတာတွေဟာဒီနေရာကိုပြောတရှိတဲ့အရာကိုကောက်ရတဲ့ဥပစာစကားတွေပဲဖြစ်ပါရဲ့ရှင်ပြန်လည်နေတဲ့လေစိမ်းမှာမူရစီဝါတွေဖမ်းမိတယ်လို့ပြောရင်တမက်ဖြစ်တဲ့မူရစီဝါကိုဖမ်းတာမဟုတ်ပဲတက်ရှိဖြစ်တဲ့မူရစီဝါထဲလာတဲ့သူကိုဖမ်းတာလို့ဆိုလိုတာပါ။မောင်ကိုတစ်တွေဖမ်းမိတယ်လို့ပြောရင်လည်းတမက်ဖြစ်တဲ့တစ်ကိုဖမ်းတာမဟုတ်ပဲတက်ရှိဖြစ်တဲ့မောင်ကိုတစ်ခုတုပ်သူတွေကိုဖမ်းမိတာလို့ဆိုလိုတာပါ။ ဒါတွေဟာတရှိတဲ့ပစ္စည်းကိုပြောပေမဲ့တရှိရာကိုကောက်ရတဲ့ဥပစာစကားတွေလို့ဆိုရမှာဖြစ်ပါရဲ့ရှင်။ ရှိမှဆိုခဲ့သလိုပထမအကြောင်းအရာနဲ့ဒုတိယအကြောင်းအရာဆက်ဆက်မှုတစ်ခုခုရှိတာအကြောင်းတင်စားသုံးဆွဲကြတဲ့ဥပစာစကားတွေတဲ့တစ်ခုလုံးနဲ့တစ်စိမ့်တစ်ပိုင်းပြန်လည်ဆက်ဆက်တဲ့ဥပစာသုံးတွေရှိနေတာကိုခုလိုတွင်မြင်နိုင်ပါတယ်။ဌိနန်စက္ခန်နဲ့နန်တတဲလို့ဆိုတာဟာနိုင်ငံတစ်ခုလုံးကိုပိုင်ဆိုရပြင်ဖြစ်ကိုရတယ်လို့ဆိုလိုတာကြောင့်ဌိနန်ဆိုတဲ့အစိမ့်ပိုင်းကလေးကိုပြောပေးမယ်တစ်ခုလုံးကိုဆိုလိုတာကိုနားလည်ကြပါရစေ။အဒီလိုပဲမြန်မာတတဲထက်လူကြီးကိုမြန်မာကြီး၊နှခမွေးပါတဲ့လူကြီးကိုနှခမွေးကြီးစသဖြင့်ပြောဆိုတာဟာအစိမ့်ပိုင်းကိုပြောတစ်ခုလုံးကိုဆိုလိုတဲ့ဥပစာသုံးဥပစာစကားလုံးတွေပဲဖြစ်ပါတယ်။ ပြန်လည်နေတဲ့စံကြောင်းမနေတဲ့သူကရန်ကုန်ကပါလို့ပြောတာမျိုးမန္တလေးမှာနေတဲ့သူကအညာကပါလို့ပြောတာမျိုးတွေဟာတစ်ခုလုံးကိုပြောပေမဲ့အစိမ့်ပိုင်းကိုဆိုလိုတဲ့တင်စားစကားတွေပဲဖြစ်ပါရဲ့ရှင်။ကဲအခုဆိုရင်တော့မြန်မာပြည်ရဲ့လူမှုဘဝနေစဉ်သုံးစကားတွေထဲမှာမပါမဖြစ်တဲ့ပြင်ချစ်ချစ်ပြန်ပြန်သုံးဆွဲလုံးတဲ့ဥပစာသုံးဥပစာစကားလုံးတွေအကြောင်းကိုစီစဉ်ငါးငါးလေးလာသိရှိခဲ့ပြီးပဲဖြစ်ပါရဲ့။ဥပစာဆိုနည်းဟာစကားကိုခြုံဆိုတဲ့နည်းဖြစ်တာကြောင့်စကားချင်းနဲ့ကြုံတဲ့အကျိုးရှိတယ်လို့ဖြစ်ရဖြစ်စဉ်ပြောရပြောစဉ်အတိုင်းဖြောင်းပြောင်းမပြောဘဲဆန့်ကျင်တဲ့စကားမျိုးဖြစ်ပေမဲ့ဖြစ်ရဆန့်ကျင်ပြလို့ခေါ်တဲ့ပြီးတော့ဒီဒေါ်တာကကင်းတဲ့အပြင်တင်စား ာဆိုနေဖြစ်တာကြောင့်လည်းတမာဒီကုံမြောက်တယ်လို့လင်္ကာချန်ဆရာတွေကမေးဆိုကြတဲ့အကြောင်းလည်းသိရပါရှင်။ဆိုခဲ့သလိုဥပစာတင်စားပြောဆိုတာတွေဟာအဟောင်းကနေတစ်ခုရွေလျားတာပဲဖြစ်ပါတယ်။ ကျေပြောလာတဲ့ဘာသာစကားနယ်ပယ်မှာအသစ်သစ်ဖြစ်တဲ့ဥပစာသုံးတွေဟာဆက်မပြတ်ဆက်လက်ပေါ်ပေါက်နေအောင်မှာဖြစ်ပြီးတူညီတာကိုပဲဖြစ်ဖြစ်ဆက်ဆက်တာကိုပဲဖြစ်ဖြစ်အခြေပြုပြီးတင်စားသုံးဆွဲနေတယ်။ဥပစာတင်စားမှုတွေဟာဘာသာစကားဖွံ့ဖြိုးတိုးတက်မှုကိုအများကြီးထောက်ကူပေးနေအောင်မှာဖြစ်တာကြောင့်စကားဥပစာ၊စာဥပစာတွေကိုလေ့လာသိရှိပြီးလက်တွေ့သုံးချရင်ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောဆိုသုံးဆွဲနိုင်တဲ့မြန်မာပြည်ဖြစ်ကြပါစေကြောင်းဆန္ဒပြုရင်းဒီဗီဒီယိုလေးကိုဒီမှာတင်မဲရှင်းအခွင့်ပြုပါရှင်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and share လုပ်ခဲ့ပေးပါအောင်နော်။အဆုံးထိနာအစဉ်ကြည့်ရှုပေးခဲ့လို့အထူးကျေးဇူးတင်ပါတယ်ရှင်။ နောက်ဗီဒီယိုလေးတွေမှာလည်းဆက်ဆက်တွေ့ပါမယ်ရှင်တဒါ